ဗနီဇွဲလာရှိစေကဲနေလျင်ခွေးများတင်ရန်ထွန့်ပြင်းစဉ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလွတ်တော်ကိုနိုင်ငံတကာလက်နက်ကိုင်ပြပကမဟုတ်တဲ့စည်ရေးပေါ်ဆောင်မှုဖြင့်ဗနီဇွဲလာမိုးရေကိုင်းတွေကိုအကြမ်းဖက်ဖွဲ့စည်းပြေသတ်မှတ်ပြီးတော့အလုံးစုံစစ်ပွဲဆင်နွှဲမယ်လို့လက်ဝဲတင်ပြခဲ့မှုမှာအမေရိကန်စစ်ဌာနချုပ်ပင်ဒီကွန်ဟာဗနီဇွဲလာနိုင်ငံကစိတ်ကန်းတွေနဲ့လျင်ခွေးတွေကိုပါဝင်ရောက်စီးနေမယ်အင်အားရက်တခုပြင်ဆင်ပြီးစီးထားပြီဖြစ်တယ်လို့ရိုက်တာသတင်းမှာဖော်ပြထားပါတယ်လက်တင်အမေရိကမိုးရေကိုင်းတွေကိုအကြမ်းဖက်ဖွဲ့စည်းပြေသတ်မှတ်က အလုံးစုံစစ်ကြေညာပြီးနောက်စက်တင်ဘာ3ရက်မှာဗနီဇယ်လာကမ်းတော်ကမွေးရစ်စေဝါတင်ဆောင်လာတဲ့မော်တော်ဘုတ်တစ်စင်းကိုတက်မဲ့ပေါက်ခွဲတိုက်ခိုက်ရာ၄ဦးသေဆုံးခဲ့ပါတယ်။ဒေါ်နယ်ထရန့်ကအိမ်မော်တော်ဘုတ်တင်ဆောင်လာတဲ့မွေးရစ်စေရီဟာအမေရိကန်နိုင်ငံတွင်ပို့ဆောင်ရန်ဖြစ်ကဒီပပနာဟာအမေရိကန်နိုင်ငံသား၂000ကျွဲရနေ9000တိကိုတန်နိုင်တဲ့အခြေအနေရှိကြောင်းအမေရိကန်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကဒီစစ်စင်ရေးကိုဥဆောင်လုဆောင်သွားမယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ဝါရှင်တန် H minor media ရဲ့ဖော်ပြမှုအရဗနီဇွဲလာကမ်းလွန်မှာ အမေရိကန်စစ်တပ်အားစစ်သင်္ဘောများစွာရင်းငုပ်သင်္ဘောတစ်စင် S35 Lightning ကိုပြောင်းဖိုင်တာဂျက်လီယင်၁၀စင်း Marine တပ်သား2200ပါသလို Area ဂျက်ဂျက်လီယင်တွေ Helicopter တွေနဲ့တန်ချက်ကကားများစွာပါတဲ့လေယာဉ်တင်သင်္ဘောအမိန်၂၀နှစ် Marine Expeditionary Unit ကိုပါစိန်လုတ်သွင်းဖြစ်တဲ့အတွက်ဗနီဇွဲလာမြေပြင်ပေါ်သို့ဝင်ရောက်ကရေးပါတဲ့စစ်ကမ်းတွေနဲ့လေယာဉ်ကွင်းတွေကိုသိမ်းပိုက်ဖို့အသင့်ပြင်ဆင်နေပြီဖြစ်တယ်လို့ တိတ်ဝဲတင်ရရှိမှုကိုဖော်ပြသွားခဲ့ပါတယ်။အထူးစစ်စင်ရေးတပ်ဖွဲ့တွေကကာရင် VM မှာလေးစိတ်သိမ့်ပိုက်ရေးချုပ်တင်ပြင်ဆင်မှုလေဒီခုံစစ်စင်ရေးလေးချင်းမှုတွေလှုပ်ဆောင်နေပြီဖြစ်တယ်လို့ဝါတူရီကိုစိတ်ကန်းဟာစစ်တယ်နဲ့စစ်ရေးထောက်ပံ့မှုတွေလှုပ်ဆောင်ဖို့အဓိကဗဟိုချင်းစိတ်ကန်းအဖြစ်အသုံးပြုမယ်လို့လဲဆိုပါတယ်။စက်တင်ဘာ3ရက်နေ့မှာတော့ဗနီဇွဲလားကာဝေးဝင်ကြီးကအမေရိကန်ရဲ့ F35 ဂျက်လေယာဉ်၅စင်းတို့သူတို့ပိုင်တဲ့အတွင်းဝင်ရောက်လာတာကြောင့် တတိပေးချက်ထုတ်ပြန်ခဲ့ပါသည်။ဒါပေမဲ့မူရင်ကိုင်းနေကိုဝင်ရောက်တိုက်ခိုက်ခြင်းမမှုမှာလိုအပ်ပါကမူရင်ကွင်ရကိုအဓိကကြောထောင်နောက်ခံအုံပြုနေတဲ့အတွက်စုကြေးဒေါ်လာတန်း90ထုတ်ထားပြီးဗနီဆွေလာသမရာမာဂျူရိုအတွင်းပိုင်းနဲ့ထိဝင်ရောက်ခြင်းမပွဲရှိတယ်လို့ H minor ကိုအမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအတွင်းလူတူအားပြောပြခဲ့ပါသည်။ကာရေဘီယံပင်လယ်ထဲမှာခုံမောင်းနေတဲ့နောက်ထပ်ဗနီဆွေလာရင်းရဲတစ်စီးကိုအမေရိကန်စစ်တပ်ကတိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့ CNN သတင်းမှာဖော်ပြထားပါသည်။ ပြီးခဲ့တဲ့အောက်တိုဘာ3ရက်နေ့မနက်ပိုင်းတုန်းကဗနီဇွဲလာရဲ့မုံရင်မောင်ခိုတင်မော်လို့ယုံကြည်ရတဲ့လေရင်ကိုတိုက်ခိုက်ခဲ့ပြီးမောင်ခိုသမား၄ဦးကိုတုတ်တင်နိုင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတာဆက်ကလူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ဂျာပနီဇွဲလာကလည်းအမေရိကန်စီးမုံရင်စီးတွေမောင်ခိုတင်ပို့နေတဲ့လေတွေကိုချိန်မုံမုံဆိုပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကာရီဘီယံပင်လယ်ပြင်မှာတန်တွေဖျက်ချထားတဲ့နောက်ပိုင်းဗနီဇွဲလာလေတွေကိုလေးချိန်များပြင်မဲ့ကြတိုက်ခိုက်ခြင်းဖြစ်လာပါတယ်။အရင်ချိန်တွေမှာလည်းရင်းရင်းဖွဲ့သားတွေတိုက်စုံးမှုတွေရှိခဲ့ပါတယ်။ ဒီလေရီယာပြီးခဲ့တဲ့လပိုင်းတွေအတွင်းအကြမ်းဖက်ပွဲစည်းတွေဖြင့်အမေရိကန်ဆိုရာကသတ်မှတ်လိုက်တဲ့ဗနီဇွဲလာမိုးရမောင်ကိုဂိုင်းတွေနဲ့ဓာတ်ရိုက်ဆက်ဆက်နေရလို့အမေရိကန်ဆိုရာကဆွဆွဲပါရီအော်တိုဝါတို့ရဲ့နေ့စစ်စင်ရေးမှာတော့အကြမ်းဖက်အဖွဲ့အစည်းဖြင့်သတ်မှတ်ကြတဲ့အစုအဖွဲ့တွေနဲ့ဆက်ဆက်နေပြီးတော့မိုးရစေးမောင်ကိုလုံငန်းဆောင်ရွက်နေတဲ့ရှင်ရင်တစည်းကိုထထိရောက်ရောက်နဲ့တိတိကျကျချိန်မုံရှင်းနေတယ်လို့ဟက်ဆက်ကပြောဆိုလိုက်ပါတယ်တိုက်ခိုက်မှုကတော့ဗနီဇွဲလာကမ်းလွန်နိုင်ငံတကာရှေးပိုင်နယ်ထဲမှာကောင်းနေဖို့ခဲ့တာလို့သိရပါတယ်အဲဒီရင်းနဲ့ဆက်ဆက်တာက ဘယ်ကိန်းပေးဖွဲ့စီလဲဆိုတာကိုတော့အဆက်ကတိကျကြထုတ်မပြောပါဘူး။ဒီချိန်ညအမေရိကန်နဲ့ဗင်နီဇွဲလားဆိုရတဲ့ကြောင့်ယူရင်းဆွဲတင်းမှမှုကိုပုံမှန်မြင့်တက်လာစေမယ့်သဘောပါပဲ။အခုသတင်းပတ်အစောပိုင်းမှာဗင်နီဇွဲလားသမ္မတနီကိုလက်မာဒူရိုကတကယ်လို့အမေရိကန်စတဲ့တိုက်ခိုက်တာမျိုးကြုံလာရင်နိုင်ငံကိုကာဝေဖို့အတွက်အရေးပေါ်အခြေအနေကြီးညာဖို့အထိပြင်ဆင်နေကြောင်းပြောခဲ့ပါတယ်။အမေရိကန်ဆိုတာမာဒူရိုကိုပါမုန်းရင်မောင်းခိုဂိုင်းကောင်းဆောင်တအုပ်ပြေဆွဆွဲပေးသူ့ကိုဖမ်းဆီးနိုင်အောင်ကိုငြိမ်ငြိမ်ဒေါ်လာ190ဆူချေးပေးမယ်လို့ကြေညာထားပါတယ်။ အဆက်တော့အမေရိကန်စစ်တပ်သားဖြင့်တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ဗနီဆွေးလာရှင်ရေပေါ်မှာမိုးရေစေဝါအမြောင်များတင်ဆောင်လာလို့ဆွဆွဲထားပါတယ်။အမေရိကန်ဆိုတာကအရင်ကလည်းအဲ့ဒီရေရင်တွေကအမေရိကန်စီဥတီခေါင်းပေါင်းပြီးတော့အရေးပေါ်တုတ်ပြန်မှုလိုအပ်တာကြောင့်ဈေးနေတဲ့နေ့ချက်ချင်းကြိုက်တွေဖြစ်ရှင်းလို့ကြောင်းပြထားပါတယ်။အမေရိကန်ဆိုတာဗနီဇွဲလာမှာဆိုတာပြောင်းလဲဖြစ်လာတဲ့အထိလုံဆောင်မှုပြည်စင်နေကြောင်းကောလာဟလာတွေထွက်ပေါ်နေပေမယ့်ထရန်ကတော့အိတ်ကိစ္စကိုညှိပယ်ထားပါတယ်။